်မင်္ဂလာပါ ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့စောင်းမရှင်ငိမ့်ဝေရဲ့ဒေါ်အောင်ဆန်းစုကြည်နှင့်ကဗျာဆိုတဲ့စောင်းပါဖြစ်ပါတယ်ကျွန်တော်ငယ်စဉ်ကစိတ်ကူးယဉ်မှုတစ်ခု ရှိခဲ့ပါတယ်မိမိနှစ်သက်လေးစားသည့်နိုင်ငံရေးခေါင်းဆောင်တဦးမိမိ၏ခေပြိုင်ကာလတွင်ပင် ရှိလာခဲ့သည့်ရှိသောသူပုဂ္ဂိုလ်မှာနိုင်ငံရေးခေါင်းဆောင်ဖြစ်သည့်အပြင်ကဗျာဆရာတော်၎င်းဒိုရီမဟုတ် ကြပြအပေါ်မှာအလေးနက်ထားတတ်သူဒိုရီမဟုတ်ကြပြကိုစူးစူးနက်နက်ခံစားတတ်သူလည်းဖြစ်မည်ဆိုလျင်မိမြကောင်းပါမည်နည်းဟု တန်တားခဲ့ပူပါတယ်ထိုစဉ်ကကျွန်တော်တို့သည်နိုင်ငံတကာအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများပြည်တွင်းဒီမိုကရေစီရေးကိစ္စများတွင် အာရုံကိုင်းညွတ်နေသောအချိန်ကဖြစ်ပါတယ်မိမိတို့လေးစားနှစ်သက်နေသည့်နိုင်ငံတကာအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲခေါင်းဆောင်များအပေါ်အလေးနက်ထား လေလာစောင့်ကြည့်ကြီးညိုနေတတ်သည့်အချိန်ဖြစ်ပါတယ်ထိုထဲမှာမှကိုတိုင်းကဗျာရေးသူလည်းဖြစ်ကဗျာအပေါ်ခံစားတတ်သူဖြစ်သည့်ငငနကအမျိုးသားလွတ်မြောက်ရေးကောင်းဆောင်တော်လန်ရေးကောင်းဆောင်များကို ပို၍ပို၍အလေးနက်ထားလေလာကြီးညိုနေသောအချိန်လည်းဖြစ်ခဲ့သည်ဟု ဆိုရပါမယ်ထိုချိန်က1990ခုနှစ်ဝန်းကျင်ပေါ်1992ခုနှစ်က ဖြစ်မိထင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်သည်အထက်မြန်မာပြည်မှအပြန်ကျွန်တော်တို့အုတ်တွင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ယုံတို့ခိတ္တခဏဝင်မီဟုတရင်ရသဖြင့်ထိုနေ့ကရွာမှကျွန်တော်ထွက်လာခဲ့ပါတယ်။မြို့နယ်ယုံတွင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မိတွေ့သည့်အခါဒေါ်အောင်ဆန်းစုကြည်အနေနှင့်ကြပြားရေးတတ်သလားဒိုဒီမဟုတ်ကြပြားပေါ်ခံစားတတ်ရလားဆိုသည့်မေးခွန်းကိုမေးမိဒီတို့သောစိတ်ကူးနှင့်ပင် မြို့နယ်ယုံကို ကျွန်တော်သွားခဲ့ပါတယ်။သို့သောကျွဲပွဲရုံကိုရောက်တော့ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကမြို့နယ်ရုံးကိုပင် ဝင်ချိန်မရဘဲခရီးဆက်လာနေပြီဟုသိရပြန်ပါတယ်။ဒါကြောင့်အုတ်တွင်းထိမသွားတော့ပဲကျွဲပွဲ RND ရုံးမှာပင် ကျွန်တော်စောင့်နေပါတယ်။ကျွန်တော်တို့ကဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို လူအုပ်နှင့်စောင့်ပြီးလာကြပါတယ်။စကားအနည်းငယ်ပဲဖြစ်ဖြစ်ပြောပြဖို့တောင်းဆိုကြတယ်။လူအုပ်နှင့်ဝိုင်းဝန်းတောင်းဆိုကြပါတယ်။ ကျွန်တော်ကခဏလေးပဲဖြစ်ဖြစ်စကားပြောပေးဖို့ပြောရပါတယ်။တောင်ဆန်းစုကြည်ကကျွဲပွဲ NND ရုံးရှိ ကားဝေးတွင်ရက်က7မိနစ်ခန့်စကားပြောပါတယ်။ကျွန်တော်ကပင် အခမ်းနားမှုသဘောဆောင်ရွက်ပေးရပါတယ်။သို့တော့လာရောက်ကြည့်ရှုသူမြို့လူထုကလည်းများတောင်ဆန်းစုကြည်အနေနှင်းကလည်းအချိန်လူပြီးနောက်ဆက်စကားပြောယုံတာပြောကချက်ချင်းခီးဆက်ရသည်ဖြင့်ကျွန်တော်သိကျင်နေသည့်ကိစ္စကိုအချိန်နည်းနှင့်မဟာမိတိအတွက် ထုတ်ဖော်မေးမြန်းခြင်းမပြုခဲ့ရပါထိုနှစ်ထဲမှာပင်ဖြစ်မိကျွန်တော်ထံလက်ကမ်းစာဆောင်လေးတစ်ခုရောက်လာခဲ့ပူပါတယ်ယင်းစာဆောင်လေးတွင်နေသူစင်ပြီးစီယုံကြီးလောက်ကြသည့် NND ဗဟုလူငယ်များအားအမှားစကားပြောခဲ့သည့်ဒေါန်ဆန်းစွကျူ၏မိန်ကွန်းကောက်နှုတ်ချက်များဖြစ်ပါတယ်ထို့ထက်ကကျွန်တော်စိတ်ကိုအစွဲဆောင်နိုင်ဆုံးကောက်နှုတ်ချက်တစ်ခုမှာဒေါန်ဆန်းစွကျူသည်ဗီတိရှ်ကဗျာဆရာရူရီ ရက်ကပလီရဲ့ if ဆိုတဲ့ကဗျာကိုအတိတ်ပဲရှင်းလင်းပြောဆိုပြီးမှ အမှားစကားပြောခဲ့သည်ဟူသည့်ကောက်နှုတ်ချက်ပင်ဖြစ်ပါတယ်။ထို့ပြင်ကျွန်တော်တို့ကျွဲပွဲ NND ရုံးကိုဆရာဦးကိုယူတို့အဖွဲ့ကစီယုံကြီးလာသွားခဲ့ ပူပါတယ်။ညအိယာဝင်ကာနိတွင် ကျွန်တော်ကဦးကိုယူကို အနာကပ်ပြီးဒေါန်ဆန်းသူကြီးကကြရီပါရီခန်းစားတတ်တယ်လို့ဆရာထင်သလားလို့ကျွန်တော်မေးခဲ့ပူပါတယ်။ ဆရာဦးကိုယူကခိတခနာတော့အံအားတင်ကငြိမ်သွားပြီးမှဟာခံစားတတ်တာဗောဗျခမည်းမေးတာကျွန်တော်နားလဲပါတယ်စိတ်မပူနဲ့ဗျဒေါန်ဆန်းစွကြည်ကကဗျာကိုကောင်းကောင်းခံစားတတ်တယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးပြန်လဲဖြေချခဲ့ပါတယ်ဦးကိုယူသည်မိမိပေါ်မိမိမေးလိုက်သည့်မေကွန်းပေါ်နားလဲနိုင်မည်သူဖြစ်သည်ဟုသောမျှော်လင့်ချက်ဖြင့်ထိုမေကွန်းကိုကျွန်တော်မေးခဲ့ခြင်းဖြစ်ပါတယ်ထိုစဉ်ကမူ ကြားရသည့်သတင်းများဖတ်ရသည့်အချက်အလက်များအရကျွန်တော်သိကျင်နေသည့်မေကုံဤအဖြေကိုရဲရဲတင်းတင်းတော့ကောက်ချက်မချနိုင်သေးပါဒီလိုနဲ့20ကျော်မြှချသွားခဲ့ပါတယ်2021ခုနှစ်နိုဝင်ဘာလတည်းတွင်ရနန်သစ်မဂ္ဂဇင်းတွင်ပါရှိသည့်မင်းထင်ကိုကိုကြီးရဲ့ဆောင်းပါးတစ်ပုဒ်ကိုဖတ်ရပါတယ်ထိုဆောင်းပါးတည်းတွင် မင်းထင်ကိုကိုကြီးကဒေါ်အောင်ဆန်းစုကြည်ကို ကဗျာတပုတ်ရေးပေးဖို့တောင်းဆိုသဖြင့်ဒေါအောင်ဆန်းစုကြည်ကကဗျာဟူသည်မှာ အစချီသောကဗျာဆိုလဲဟုတ်ကဗျာနှင့်ပတ်သက်သောအတိတ်ပဲဖွင့်ဆိုချက်လဲဟုတ်သည့်ကဗျာဆန်သောစာရပိုက်ရေးပေးလိုက်သည်ကိုကျွန်တော်ဖတ်ရပါတယ်ကျွန်တော်အကြီးအကျယ်စိတ်လုံရှားသွားရပါတယ်နှစ်ပေါင်းများစွာခိုးအောင်နေခဲ့ရသည့်ကျွန်တော်သိကျင်နေသည့်အဖြေဤအရေးအယောင်များကိုအမျော်လင့်ပဲမြင်လိုက်ရသလိုလဲဖြစ်လာခဲ့ပါတယ် ဒေါ်အောင်ဆန်းစုကြည်သည်ကြပြားကိုစူးစူးနက်နက်ကြီးတွေးနိုင်စွမ်းရှိပါရဲ့လားဥကိုယူပြောစကားအရာကြပြားကိုချစ်ခင်မြတ်နိုးတဲ့စိတ်ရှိတယ်ဆိုတာကိုသိကြရဲ့လားသူရေးခဲ့သမျှစောင်းမားတွေပြောခဲ့သမျှစကားတွေထဲမှာတစ်ဆင့်ကျွန်တော်သိရင်သည့်အချက်ကိုခြေရာခံလိုက်ဖို့ဆိုတာကလည်းကျွန်တော်အဖို့ခက်ခဲတွေက ရှိနေပါတယ်နှစ်ပေါင်း၁၀စုနှစ်နှစ်ခုကျော်သည့်တိုင်မင်းထင်ကိုကိုကြီးတို့အေးပေးလိုက်သည့်ကြပြားလေးကိုဖတ်ရသည့်တိုင် ဝုကုံယူ၏အဖြစ်စကားကိုကြားရသည့်တိုင်ကျွန်တော်သိကျင်သည့်ယင်းမေကုံ၏အဖြစ်မှကျွန်တော်တို့ရှင်းလင်းတိကျစွာ အဖြစ်မရနိုင်ခဲ့သေးပါထိုရမြအတွင်တုံးကဆိုလျင်ကျွန်တော်မှမိတ်ဆွေများနှင့်စကားမဆုံဆုံအောင်ဖန်တီးကဒေါန်ဆန်းစွကြည်သည်ကြပြားကို ခံစားတတ်သည့်ကောင်းဆောင် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စိတ်လုံရှားစွာ လိုက်လံဖွင့်ဟပြောပြနေခဲ့မိပါသည်၂၀၁၂ခုနှစ်နိုဝင်ဘာလလဲတွင် ဒေါန်ဆန်းစုကြည်အိန္ဒိယနိုင်ငံသို့သွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီးဂျဝါဟာလာနေရူးစုလက်ခံရယူရန် ဖြစ်ပါတယ်။ထိုခါနာတွင်ဒေါန်ဆန်းစုကြည်မိန်ကွန်းစကားပြောပါတယ်။ထိုမိန်ကွန်းတွေတွင်ဒေါန်ဆန်းစုကြည်ကကြ ቢያ နှင့်ပတ်သက်သော စကားတချို့ထည့်ပြောသွားခဲ့ပါတယ်။ကျွန်တော်မှထိုမိန်ကွန်းကိုအကြိမ်ကြိမ်ပြန်ဖတ်နေမိပြန်ပါတယ်။အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးနေရူးဒီကဗျာကို ချစ်မဲ့သူဖြစ်ပါတယ် ကွယ်လွန်ခြင်းသူ့ရဲ့ခေါင်းအောက်မှာ Robert Frost ရဲ့လက်ရွေးစင်ကပြားစာအုပ်တွေတွေ့ရတယ်လို့ဆိုပါတယ်အခုဒေါအောင်ဆန်းစုကြည်ကခေါင်းဆောင်ကြီးနေသူနဲ့သူ့ကပြားတပုတ်အပေါ်မှာအကြိုက်ချင်းတူတာကိုသူ့ရဲ့မိန်ကွန်းတဲတွင်တကူးတကထည့်ပြောသွားခဲ့ပါတယ်သူတို့နှစ်ဦးအကြိုက်ချင်းတူသည့်ကပြားမှာဗြိတိရှားကပြားဆရာကျော်ရီရဲ့တင်မင်းကိုကြုံမြင်တဲ့ Irish လေသူရဲ့ကပြားဖြစ်သည်ဟုဆိုပါတယ် အကြိုင်ချင်းတူကြသည့်တိုင်ရင်းကြပြားထဲတွင် ပါရှိသည့်ပါရတခုပေါ်နေရူးနှင့်သူ့ရဲ့အမြင်ချင်းမတူသည့်အကြောင်းကိုလည်းဒေါန်ဆန်းစုကြည်ကအသေးစိတ်ပြောပါတယ်။အမြင်ချင်းမတူသည်မှာနေရူးဖတ်ရသည့်မူရင်းအင်္ဂလိပ်ကိုကြပြားထဲကရင်းပါရတွင် ပါရှိသည့်ဝန်တတလုံး lovely အပေါ်မူတီကသူနှင့်အမြင်မတူသည့်အကြောင်းသူဖတ်ရသည့်မူရင်းထဲတွင်ရင်း lovely စလုံးနေရာတွင် lovely မဟုတ်ဘဲ lonely အနေနဲ့သူဖတ်ရသည့်အကြောင်းသူအနေနဲ့ lovely အစား lonely ကို ပို့ပြီးတော့တင့်လျော်မဲလို့သူယူဆတဲ့အကြောင်းထည့်ပြောခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ဤမိန်ကွန်းကိုဖတ်နေစဉ်သူအစာပိုင်းများသို့ရောက်သောအခါကျွန်တော်စိတ်များမှာအပြင်းထန်လှုပ်ရှားနေခဲ့ပါတယ်။စာပိုင်းများဆုံးသောအခါနှစ်ပေါင်းများစွာမတင်မကျဖြစ်နေခဲ့သည့်ကျွန်တော်မျှော်လင့်ချက်မှချက်ချင်းဆိုသလိုရှင်းလင်းပြသလာနေသည်ဟုယူဆမိပါသည် ထိုချိန်မှာပင်ကျွန်တော်တွေ့တဲ့၌ဒေါန်ဆန်းစွကြည်ရေးခဲ့သည့်ကဗျာသူမဟုတ်ကဗျာအတိတ်ပဲဖွင့်ဆိုချက်ကိုတွားပြီးတွေ့မိပါတယ်ဒေါန်ဆန်းစွကြည်ကမင်းထင်ကိုကိုကြီးအားရေးပေးခဲ့သည့်ကဗျာလေးမှာအောက်ပါအတိုင်းဖြစ်ပါတယ်ကဗျာဆိုတာလူစင်စားညာရဲ့ပဲ့တင်တန်းလူနှလုံးသားရဲ့ခုံလှုပ်တန်းလူစိတ်ဓာတ်ရဲ့မြည်ဟီးတန်းလူမျော်လင့်ချက်ရဲ့တည်ကျူးတန်းကဗျာဆိုတာ ကျမတို့ရဲ့ရုံးကန်တန်မာပဲတကယ့်ကို လုံလောက်သွားပါပြီကျွန်တော်လေးစားသောကျွန်တော်လေးနက်သောခေါင်းဆောင်တူဖြစ်သူဒွန်အောင်ဆန်းစုကြည်သည်ကြပြာကိုနားလေသည်ကြပြာကိုချစ်သည်ကြပြာကိုစူးစူးနက်နက်ခံစားတတ်သည်ရင်းတွေကျွန်တော်မှာစိုးစင်းမြတန်တရာမရှိတော့ဒွန်အောင်ဆန်းစုကြည်နှင့်ကြပြာကျွန်တော်အဖို့တော့လုံလောက်သွားခဲ့ပါပြီဂျင်းနဲ့ဂျင်းနူးလို့ဖြင့် မဆုံးမတော့ချေ